ရုတ်တရက်ပေါ်လာတဲ့မေကျွန်းကြိုက်တဲ့ပြုတ်ချသွားတဲ့တန်ကိုရီးယားအမျိုးသားရဲ့အလောင်းကိုရှာတွေ့တန်ကိုရီးယားနိုင်ငံဆိုမျိုးတော်ကကမ်းလန်းတစ်ခုမှာရုတ်တရက်ဖြစ်ပေါ်လာတဲ့မေကျွန်းကြိုက်တဲ့ပြုတ်ချသွားတဲ့အမျိုးသားကိုတည်ဆုံးပြက်သားရှာတွေ့ခဲ့ပါတယ်မလ24ရက်နေ့ညနေပိုင်းတုန်းကအဲ့ဒီအမျိုးသားဟာကန်တောင်ရံကွက်မှာမတော်ဆိုင်ရဲ့စီးလာနေရုတ်တရက်မေကျွန်းကြောင်းမှုနဲ့အကြုံပြီးကြိုက်ခွက်ကြီးတဲ့ပြုတ်ချသွားခဲ့တာပါ သူ့ကိုရှာဖွေဖို့ကေဆေးရဲ့အဖွဲတွေကနိုင်ပါအတော်ကြာအပူသဖြင့်အားထုတ်ခဲ့တဲ့နောက်မလ25ရက်နေ့မှာအလောင်းကို တွေ့ရှိခဲ့တာပါအလောင်းဟာမြေမြင့်နှစ်ပြည့်ရဲ့အောက်164ပြည့်လောက်အနက်မှာရှိနေခဲ့တယ်လို့သိရပါတယ်ရုတ်တရက်မြေကျွန်းသွားတဲ့ဖြစ်စဉ်ကြောင့်ကမ်းမောင်းသူတယောက်လည်းဒဏ်ရာရခဲ့ပါတယ်ကားတစ်စီးရင် black box ကင်မရာကရိုက်ကူးထားတဲ့ဗီဒီယိုမှာတော့အဲ့ဒီဖြစ်စဉ်ကိုအမိရဲ့အမှတ်တမ်းတင်နိုင်ခဲ့ပြီးလူမှုကွန်ရက်ပေါ်မှာလည်းလူပြောများနေပါတယ် ဗီဒီယိုထဲမှာတော့လမ်းစုံမီပွိုင်းတစ်ခုရဲ့အကြောင်းမှာကတ်ဒရာလမ်းမမှာရုတ်ရက်အတွင်းခြားကြီးဖြစ်သွားရကမော်တော်ဆိုင်ကယ်သမားပြုတ်ကျသွားပြီးအဖြူရောင်ဘင်ကန်းကတော့ပြုတ်ကျမဲ့အရေးကနေပုတ်ကာတိကလွမြောက်သွားခဲ့တာကိုတွေ့ရပါတယ်။ဆက်ကပိုင်းအကြံမှာတော့အဲ့ဒီမြေကျွန်းကြားကြီးရဲ့နှကန်းသားတွေထပ်ပြီးပဲထွက်ရကနေပို့ပြီးကျေဝန်းတဲ့ area မျိုးထိပြိုကျခဲ့ပါတယ်။တေဆုံးသူဟာအသက်30ဝန်းကျင်အမျိုးသားတအုပ်ဖြစ်ပြီးနာမည်ကတော့အာနာပိုင်တွေကမထုတ်ပြန်သေးပါဘူး။ ကန်တောင်မီတက်ဌာနအကြီးအကဲကင်ချမ်ဆော့ကန်အဲ့ဒီမြေကျွန်းခြိုက်ထဲမှာတန်ချိန်2000လောက်လေးလံတဲ့မြေသားတွေနဲ့ရေတွေရောနှောသိရှိနေတယ်လို့ယုံကြည်ရကြောင်းအစောပိုင်းမှာမှတ်ချက်ပေးခဲ့ပါတယ်မတန်အချက်လက်တွေအရစိုးမျိုးတော်မှာလွန်ခဲ့တဲ့10နှစ်အတွင်းမြေကျွန်းကြား223ခုအထိဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ် အခြေခံအစောင့်အောင်စီမံခန့်ခွဲမှုညံ့ပြင်းတာတွေတက်တန်းရေးပင်ပောက်ကွဲကုန်တဲ့ရေစင်းပိုက်စနစ်တွေမြေတူးမှုတွေနဲ့ဆက်ဆက်တဲ့တက်ရောက်ထိခိုက်မှုတွေဟာအခုလိုမျိုးမြေကျွန်းခြိုက်တွေကိုဖြစ်ပေါ်စေတတ်ပါနဲ့ဆန်နာဝိုင်လာတုန်းကဂျပန်နိုင်ငံယိုရှီယိုမြို့မှာလဲလမ်းဆောင်နေရတဲ့ခုအနာမှာမြေကျွန်းခြိုက်ကြီးရုတ်တရက်ပေါ်လာရကထရက်ကာသစီးထိုးချက်သွားပြီးရင်မောင်းကိုရှာမတွေ့တော့ပါဘူးမနစ်ကဩဂုတ်လမှာလဲမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်ရဲ့မြို့တော်ခမ်းမနာက platform မှာ မြေကျွန်းချာချီရုတ်တရက်ပေါ်လာရာကအမျိုးသမီးတဦးပျောက်ဆုံးသွားခဲ့ပါတယ်။သူ့ကိုလိုက်ရှာတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့တပတ်အကြံမှရပ်နာခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်